ဒီမိကွန်းလေးကတော့38ဖြာမင်္ဂလာထဲမှာပူဇာစပူဇာနေရာနဲ့ဂါရဝဆနိဝဒောဆစသဖြင့်ပူဇော်ထိုက်သူပူဇော်ရင်းယူသည်ထိုက်သူယူသည်ရင်းလို့မြတ်စွာဘုရားဟောရပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကူကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်တဲ့မှာသလားအဲ့လိုပူဇော်ပါကလည်းတရံတကုံပြက်စီပါသလားသူကပူဇာစပူဇနေရနံလို့ဆိုတဲ့အထိပ္ပယ်ကသူက အဓိကတိလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတွေတင်ပါဗျာရာဟုကြီးလို့ပူဇော်တာတို့ကိုကြီးချမ်းသာတို့ပူဇော်တာဒါလည်းမပြောဘူးမဆုံးလို့တင်ပါဗျာသူအတိုင်းဝိုင်းထဲမှာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမှဆိုရင်မိဘကခြေဆုရှိတယ်တင်ပါဗျာခြေဆုရှိတာခေါင်းကလူပြေကိုလာခွင့်ပြုတဲ့ခြေဆုပဲတင်ပါဗျာကိုကြွေးပွေးဆောက်ဆောင်ရတဲ့ခြေဆုအဲကြောင့်ပူဇော်နိုင်တယ်တင်ပါဗျာကိုချင်းတိလကောင်းတဲ့ပုဂ္ဂိုလ်တွေ ူဆော်တိုင်းတယ်ကိုချင်းသီလနဲ့ပူဆော်တာအဲ့ဒီလိုဟာမျိုးဆုံးလို့တယ်ခုနကနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကိုကြီးကျင်ကြီးမကြီးကျင်နေသူတို့ကပူဆော်လိုက်တယ်ဆိုတဲ့မှာပါဘူးသူတို့အနေနဲ့တကိုကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဆော်သင့်ပါလားရှင်ဗျာအဲ့ဒါအဲ့ဒါလေသူကသူတကိုကြီးတာသူကသူဟိုရင်ဖြစ်တာပူဆော်လိုက်တဲ့အထက်မှာတော့သူတို့မပါအောင်ကျမပါဗျာအဲဆိုလူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုံကိုမျိုးတွေဟိုသာအဓိကထားတာဟုတ် သီလကိုပူဇော်တယ်၊တမာရီကိုပူဇော်တယ်၊ပညာကိုပူဇော်တယ်။မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတာကြည့်ပါလား။ခုံတော်တွေနဲ့ဒါတွေရှိလို့ပူဇော်တာလေ။မှန်ပါဗျာ။ပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်ဘူး။မှန်ပါဗျာ။ကာရောသနိဝဒောသဆိုတာကတော့ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာပေါ့မှန်ပါဗျာလူယူသေးမှုယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာအဲကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာပေါ့ ဆွလို့ရပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားလူကမမနာပါတော့စေဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်မှန်ပါအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိခါကြီးမားတဲ့ပုံကိုယ်တွေ ပူဇော်လိုက်တဲ့ပုံကိုယ်တွေကိုယူသေးလိုက်တဲ့ပုံကိုယ်တွေကိုမယူမသေးဖြစ်တာမာနာကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနာကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကိုးကြီးနဲ့တည်းပူဇော်တာသူကဖရားတဲ့တကိုးကြီးတာမရှိသေးတဲ့အတွက်ကြောင့်မှန်ပါဗျာဖရားကိုပူဇော်ပြီးတဲ့ပုံကိုယ်တရားဟောတကိုးကြီးနဲ့တည်းကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုး ဒီလောက်အဓိပ္ပာယ်မရဘူးသူကเนาะမှန်ပါဗျာကိုယ့်ပုံမှာခြေဆုရှိရင်ကတော့ခြေဆုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှ िख ူဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူကသူပစ္စည်းပေးတာလေပူဇော်တယ်လို့ခေါ်တာမှန်ပါရှ िख ူထိုက်တယ်ဆိုတဲ့ပုံကိုကြတော့ကိုယ့်ရဲ့သီလအသက်တိတ်ခါကောင်းဝါထီးတဲ့ပုံကိုလေးကိုဆိုတော့ ်ချီးတဲ့ပုဂ္ဂိုလ်ငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာသီလနဲ့ရှ िख ိုးတာမှန်ပါဗျာမှန်ပါချီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါကတဘာဝရှ िख ိုးတာမှန်ပါဗျာသူရဲ့အသက်ချီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာမှန်ပါဗျာဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ်ပေါ်လဲကျေးဇူးရှိတယ်အဲသူရဲ့ဂုဏ်သိက္ခာလေးလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာကတော့ဟိုလိုကိုယ်ွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါကတော့ mutual respect ဆိုတာရှိတာပေါ့နော် အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖះနဲ့တန်းသူထားလိုက်ပြီးဖះကိုကိုွယ်တယ်လို့ကိုကိုွယ်ရင်တော့ဖះမှတပါကိုကရည်ရွယ်ထားတာရသော်ဘုရားသီတာလည်းကိုကိုွယ်ရတရားသီတာလည်းကိုကိုွယ်ရတန်ခါသီတာလည်းကိုကိုွယ်ရဆိုပြီးသူတို့ကိုဖះနဲ့တန်းနဲ့လို့စိတ်ထဲကထင်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြက်သွားတယ်ပေါ့ပြက်တယ်ဆိုတော့ကိုကိုစိတ်ထဲမှာနေမယ်ဒီစိတ်ထချင်မတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာ